ကျွန်တော်တို့တယောက်ယောက်နဲ့ရုပ်ချင်းစင်တယ်လို့ပြောခြင်းအင်္ဂလိပ်လိုဘယ်လိုပြောမလဲအဲမင်းကတယောက်ယောက်နဲ့ရုပ်ချင်းစင်တယ်ဘယ်သူနဲ့ရုပ်ချင်းစင်တယ်အဲ့လိုမျိုးဒီရုပ်ချင်းစင်တဲ့ပုံစံတူတဲ့နဲ့ပြောခြင်းကျွန်တော်တို့က look like နဲ့ပြောရတယ် look like ဆိုတာပုံစံတူတဲ့ရုပ်ချင်းစင်တယ်ပေါ့ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကဒီဥစ္စာကိုဒီစကားပြောတဲ့အခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုရင်ဥမာမင်းကမင်းဖေနဲ့ရုပ်ချင်းတူတယ်လို့ပြောခြင်း you look like your father you look like your father မင်းကမင်းဖေနဲ့တူတယ်မင်းဖေနဲ့ရုပ်ချင်းစင်တယ် ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကနောက်တစ်မျိုးအဲဘယ်လိုပြောလို့ရလဲဆိုရင်ဥမာဒီအယုတ်တွေကဂျူသားရင်းနဲ့တွေ့ရနော်အဲဂျူအဲဒီအယုတ်တွေကဂျူသားရင်းနဲ့ပုံစံတူတယ်လို့ပြောချင်ရင် these twins look like aliens these twins look like aliens အဲဒီယုတ်တွေကဂျူသားရင်းနဲ့တွေ့ရနော်ဆိုတော့ကျွန်တော်တို့ကတယောက်ယောက်နဲ့အဲရုပ်ချင်းစင်နဲ့တစ်ခုနဲ့တစ်ခုပုံစံချင်းတူတယ်ဆိုရင်ကျွန်တော်တို့က look like နဲ့သုံးလို့ရတယ်ဟုတ်ပြီဆိုတော့ကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်တစ်ခုခုမှာပုံပေါ်နေတာပေါ့အဲအဲ့လိုမျိုးတစ်ခုခုပုံစံပေါ်နေတယ်ပျော်နေတဲ့ပုံစံဝမ်းနေတဲ့ပုံစံ ်အငုံနေတဲ့ပုံစံအဲ့လိုမျိုးပုံစံနေတစ်ခုခုပုံပေါ်နေတယ်လို့ပြောချင်လဲကျွန်တော်တို့က look like နဲ့သုံးပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်ဥပမာဆိုမှာတော့အမ်မင်းမင်းပင်မနေပုံပဲနော်အမင်းကိုကြည့်ရတာပင်မလိုက်တာလှုပ်တယ်ပင်မလာတယ်လားအဲ့လိုမျိုးပြောချင်တယ်ဆိုလို့ရှိရင် you look like you are tired you look like you are tired အမ်မင်းကပင်မနေတဲ့ပုံစံပဲမင်းပင်မနေပုံပေါ်နေတယ်အဲ့လိုပုံစံမျိုးဟုတ်ပြီဆိုတော့ကျွန်တော်တို့ကနောက်တစ်မျိုးဘယ်လိုပြောလို့ရလဲဆိုရင်အဲမင်းပြောလို့ရှင်လို့ပါလားမင်းပြောနေတဲ့ပုံပဲအဲအဲ့လိုပုံစံမျိုးအဲ့လိုဆိုလို့ရှင်ကျွန်တော်တို့က you look like you are happy you look like you are happy အဲမင်းကြည့်ရတာပျော်နေတဲ့ပုံပဲအဲလိုဆိုတော့အဲလိုမျိုးလဲကျွန်တော်ပြောလို့ရတယ်ဆိုတော့ကျွန်တော်တို့ကတခုခုနဲ့တယောက်ယောက်နဲ့ယုံချင်းစင်နေဒါမှမဟုတ်ရင်တခုခုနဲ့ပုံစံတူတယ်နောက်တစ်မျိုးအဲပုံအဲကိုယ့်ရဲ့စိတ်ခံစားမှုမှာမူတည်ပြီးပြောချင်နေတဲ့ပုံစံဝန်နေနေတဲ့ပုံစံအဲလိုမျိုးပြောချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့က look like ကိုသုံးပြီးတော့ကျွန်တော်တို့အဆင်ပြေတယ်လို့ကိုပြောချင်တဲ့ပုံစံကိုပုံစံနဲ့ကျွန်တော်တို့ကပြောပြီးတော့သုံးပြီးတော့ပြောလို့ရတယ်